ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငားခိုင်တွင်ကတကောပါမြို့နယ်မှာပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး Foundation FE ကကျင်းပတဲ့မြန်မာရှေ့ပြောင်းအလို့သမားများအတွက်အလို့သမားနေ့အထိမ်းအမဲဘောလုံးပြိုင်ပွဲကျင်းပခဲ့ပါတယ်။အဲ့ဒီပြိုင်ပွဲမှာမြန်မာရှေ့ပြောင်းအလို့သမားဘောလုံးအသင်း14အသင်းပါဝင်ရှင်ပြိုင်ခဲ့ပါတယ်။အခုလိုပွဲလို့ရခြင်းရွေချက်ကိုပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး Foundation FE ရဲ့အမှုဆောင်ဒါရိုက်တာဦးထွချက်ကအခုလိုပြောပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့အပြည့်ပြည့်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ်နေနဲ့ကျွန်တော်တို့ ဟိုရွှေပြောင်းအလုပ်သမားတွေကိုအားကစားပွဲကျွန်တော်တို့လုပ်ပေးတာဖြစ်ပါတယ်။ဒါကျွန်တော် FED ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းအနေနဲ့ကျွန်တော်တို့ဒီရွှေပြောင်းအလုပ်သမားတွေကိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားကစားပွဲတွေကိုနှစ်ဆယ်နှစ်တိုင်းကျွန်တော်တို့ပုံမှန်လုပ်ပေးတာရှိပါတယ်။အဓိကလက်ဝတ်ပွဲတို့ဘောလုံးပွဲတို့ပေါ့နော်။အဓိကကျွန်တော်တို့ဟိုလုပ်ပေးရတဲ့ဟိုရည်ရွယ်ချက်ကတော့အဓိကအလုပ်သမားတွေကြားမှာဟိုစီလုံးညီညွတ်မှုရှိအောင်အားကစားစိတ်ဓာတ်ကျွန်တော်တို့ရှင်တန်ရင့်တန်လာအောင်နောက်တစ်ခုကကျွန်တော်တို့အလုပ်သမားတွေအချင်းချင်း ဟိုကျွန်တော်တို့ပူပေါင်းဆောင်ရွက်လို့ရအောင်အဆက်တွေရအောင်နောက်ပိုရေးကြီးတာကျွန်တော်တို့ဒီဟိုမူရစ်ဆေးတုံးဆွဲမှုတွေပပျောက်ညော့နေသွားအောင်အဓိကကျွန်တော်တို့ဆောင်ရွက်တာဖြစ်ပါတယ်နောက်တစ်ချိန်တည်းမှာပဲကျွန်တော်တို့အလုပ်သမားနဲ့ပတ်သက်ပြီးတော့ဒီဘောလုံးပွဲတွေစီစဉ်နေတဲ့အချိန်မှာကျွန်တော်တို့ပညာပေးတာတွေရှိပါတယ်အဓိကတော့ဟိုထိုင်းနိုင်ငံကဥပဒေရတတ်မှတ်ထားတဲ့ကျွန်တော်တို့စီမင်းစီကန်းတွေနဲ့အညီရှင်းပြအလုပ်သမားတွေအနေနဲ့ဒါလိုက်နာဆောင်ရွက်ကြဖို့ကျွန်တော်တို့ထိုင်းလူအဖွဲ့စည်းပါလဲကျွန်တော်တို့ ဟိုတတ်နိုင်တဲ့ဘက်ကဟိုဝိုင်းဝန်းအကူကြီးဆောင်ဆောင်ရွက်ကြဖို့ဒါကျွန်တော်တို့အနေနဲ့ဒါပညာပေးလမ်းညွှန်မှုတွေကျွန်တော်တို့ဟိုလုပ်နေတာဖြစ်ပါတယ်ဒီနေ့လုပ်တဲ့ပွဲမှာတော့ကျွန်တော်တို့ဒီသက်ဆိုင်ရာပေါ့ဒေတာတွေမှာရှိတဲ့ကျွန်တော်တို့ခြေရအုပ်ချုပ်ရေးမှုတွေနောက်တစ်ခုကပြည်နယ်အဆင့်ကျွန်တော်တို့ဖိတ်ရေးလုပ်တဲ့ဒီအာဏာပိုင်တွေဟိုကျွန်တော်တို့ဒီထိုင်းကျောင်းတွေရောကျွန်တော်တို့လာပြီးတော့တက်ရောက်တာဟိုဟိုတက်ရောက်ကြပါလေကျွန်တော်တို့ FD အနေနဲ့ဘာဖွဲတွေပဲလို့လို့ဘယ်လိုမျိုးကျွန်တော်တို့အခမ်းအနားတွေပဲလို့လို့အဓိကတော့ ဒေသခံအနာပိုင်တွေနဲ့ကျွန်တော်တို့အများအားဟိုပူပူပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။နှစ်စဉ်နှစ်တိုင်းမေလာတရနေ့မှာကျင်းပခဲ့တာဖြစ်ပြီးဒီနေ့မှာတော့မေလာလရဲ့နေ့မှာကျင်းပခဲ့ရလဲဖြစ်ပါတယ်။အဲ့ဒါကလည်းမြန်မာရှိပြောင်းလို့သမားအများစုပိတ်ရဖြစ်တဲ့တနင်္ဂနွေနေ့မေလာ၄ရက်နေ့မှာပြုလုပ်ခဲ့လို့သိရပါဗျ။အဲ့ဒီပြိုင်ပွဲမှာတော့ပထမဆုကိုတော့ဆွေရိုက်ပယ်ဟမရာ FC ကစူပလာဆွေပြားနဲ့တူဘန်ငွေ၈000နဲ့ဒုတိယဆုကိုတော့ BNK FC ကစူပလာဆွေပြားနဲ့တူဘန်ငွေ9000 တတိယစုကိုတော့ TNIFC က Superla ဆွဲပြားနေတူဘတ်ငွေ2000နဲ့ Stoda စုကိုတော့ Kicker Lion FC က Superla ဆွဲပြားနေတူဘတ်ငွေ2000ကိုအတိအကျရရှိခဲ့ကြပါတယ်